ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးနေကြတော့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ထိတ်စီနီးနှမျိုးကို ပြန်လည်ပြောင်းတော့မှာဖြစ်ပါတယ်ဗောနော်ကျွန်တော်ဒီထိတ်စီကတော့နီးနှမျိုးဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့တပတ်19 20ချိန်ဗောနော်20ချိန်နီးအဆက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ935ထိတ်စီ395ထိတ်စီဒီမှာကနေအတူတူပဲဗောနော်အဲ့ဒီမှာ935ထိတ်စီမှာဆိုရင်ပုံတူဗောနော်ကျွန်တော်9ထိတ်စီဒီ အ963ဆိုပြီးဖြစ်ပါတယ်။နောက်ထပ်6နှစ်၄ထိတ်စီရ68တုံညာထိတ်စီရမှာ6သလုံးပုံတူထိတ်စီရတယ်ပေါ့နော်68ခွန်ဖြစ်ဖြစ်68ခွန်ဆိုပြီးဖြစ်ပါတယ်။ပြီးတော့ကျွန်တော်28တုံညာထိတ်စီတုံညာနှစ်၄ထိတ်စီမှာပုံတူထိတ်စီကတုံညာရဲ့နှစ်ရဲ့ဆိုပြီးရတာဖြစ်ပါတယ်။အဲ့ဒီတုံညာနှစ်ထက်ကနှစ်ထိတ်စီနှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။โอเคကျွန်တော်နောက်ထပ်တစ်ချိန်မှာတော့9 3ပုံတူထိတ်စီ3လုံးဖြစ်ပါတယ်ဗောနော3ထိတ်စီ 3ရှိရှိဖြစ်ပါတယ်။ဒီ35ပုံတူထိပ်စီမှာတော့3ထိပ်စီ3တုံညာ9ဖြစ်ပါတယ်ခင်ဗျာ။ဒီခွန်35မှာတော့3ထိပ်စီ3ငါးနှစ်3ထိပ်စီ3ငူးနှစ်ဖြစ်ပါတယ်။ပြီးတော့နှစ်ထိပ်စီနှစ်၄6ဖြစ်ပါတယ်ဗောနော်။6ထိပ်စီ sorry 3ထိပ်စီ3နှစ်၄6ထိပ်စီ8ငါးနှစ်ရှိထိစီရှိဆောင်ငါဆိုပြီးဖြစ်ပါတယ်ပြီးရင်ကျွန်တော်တေ3ထဲက3ထိစီပေါ့နော်3 5 6 အဲ့မှာ6ထိုက်စီးတလုံးထဲပဲရတယ်ပေါ့နော်6 6 6လေး6စပီဖြစ်ပါတယ်ဒီခွန်ကိုတင်မှာတော့9ဒီ9ခွန်6 6ဒီ6 9 6ဒီမှာဆိုရင်ကျွန်တော်ချစ်ထိုက်စီးပေါ့နော်တုံများ8ထဲက8ထိုက်စီးဖြစ်ပါတယ်8ထိုက်စီး6 9ဖြစ်ပါတယ်ခင်ဗျာ6 9ဖြစ်ပါတယ်ခင်ဗျာဘယ်တာဆိုရင်ကျွန်တော်ဒီနည်းနံမျိုးကို 20နဲ့တစ်ချိန်အတွက်အတူတူထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်။ကျွန်တော်တုံများရှင်းပုံတူထိပ်စီမှာဆိုရင်ရှစ်ထိပ်စီ6 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်ဤနံပါတ်1ဒီတုံများ6 8ရတာလေးကိုဆက်ပြီးလေ့လာကြည့်မယ်ခင်ဗျာ။ Okay ဒါကတော့ကျွန်တော်ဤနံပါတ်1ပေါ့နော်ထိပ်စီ20နံပါတ်1ဖြစ်ပါတယ်။နံပါတ်1ကတော့ဒီတုံများ9 9မှာဆိုရင်ကျွန်တော်ဒီ9ကိုတစ်ချိန်ပေါင်းနေပေါ့နော်။ ဒီ999မှာဆိုရင်9မှာတစ်ကြိမ်ဒီအနောက်က9မှာတစ်ကြိမ်ပေါင်းတာဖြစ်ပါတယ်။ဒီ93တင်မှာတော့အလေအ3ကို2ကြိမ်ပေါင်းတာဖြစ်ပါတယ်။789မှာ8တစ်ကြိမ်9တစ်ကြိမ်ပေါင်းနေပါတော့။ပြီးတော့ဒီ6မှာ2ကြိမ်ပေါင်းထားတာဖြစ်ပါတယ်။အဆင်ရပြီပေါ့နော်။အဲ့ဒီနေ့အတိုင်းပဲကျွန်တော်သွားမှာဖြစ်ပါတယ်။အဆင်ဒီမှာ9က2ကြိမ်ဖြစ်ပါတယ်ခင်ဗျာ။ဒီ9ရဲ့9ရဲ့ပေါင်းတာက14ရာတယ်ပေါ့နော်။3နှစ်ကြိမ်ပေါင်းရှင်းဒီ6ဖြစ်ပါတယ်။ရှင်းနဲ့ဒီ9နဲ့ပေါင်းတာ79ကို ခွန်မရှိမယ်ပေါ့နော်လေးနှစ်ချိန်ပေါင်းရှင်းတီရှိဖြစ်ပါတယ်။အဲဆင်းလေးနှစ်ချပေါင်းရှင်း30ပေါ့နော်9နှစ်ခွန်ပေါင်း7နှစ်ရှင်းနှစ်ပေါင်းရင်20ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တုံညာရမှာဖြစ်ပါတယ်။ရလာတဲ့တုံညာကိုနောက်ထပ်6နှစ်ထပ်ပေါင်းတာဖြစ်ပါတယ်ပေါ့နော်။တုံညာ6 6ကိုကြာမှနေနဲ့ထပ်ပေါင်းတာရှိတုံညာ6ရှိထိစီရှိပြီးဖြစ်ပါတယ်။နောက်ထပ်တစ်ချိန်မှာ8 9ရှိဖြစ်ပါတယ်ခင်ဗျာ။အဲဒါကြောင့်မို့ဒီမှာ8ထိစီဖြစ်ပါတယ်။ ဒါကြောင့်မို့ကျွန်တော်ဒီမှာ3 6 8ထိပ်စီမှာ8ထိပ်စီ69ရှိဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နီးနံပါတ်1ပေါ့နော်။ဒီ20နဲ့တစ်ကြိမ်အတွက်ထပ်ပြီးကြည့်အောင်ပေါ့နော်။ဒီ9မှာတစ်ကြိမ်ဆိုတဲ့အတွက်ကျွန်တော်ဒီ3လေး9မှာ၄ဟုတ်တစ်ကြိမ်ပေါင်းမှာဖြစ်ပါတယ်။ဒီ9နဲ့9နဲ့မှာတစ်ကြိမ်စီပေါင်းထားတဲ့အတွက်ဒီ၄နဲ့ဒီ9နဲ့မှာတစ်ကြိမ်စီဖြစ်ပါတယ်။ဒီ3ကိုနှစ်ကြိမ်ပေါင်းထားလို့မြို့ပဲကျွန်တော်ဒီ2ကိုနှစ်ကြိမ်ပေါင်းမယ်ပေါ့နော်။ ရှင်းနဲ့ကိုးနဲ့မှာတစ်ချိန်စီဆိုတဲ့အတွက်ဒီတင်းနဲ့ဒီတင်းနဲ့တစ်ချိန်စီပြီးတော့ဒီ6မှာနှစ်ချိန်ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်ဒီမှာ400တစ်ချိန်ဖြစ်ပါတယ်ပြီးရင်4နဲ့6ပေါင်းရှင်းဒီ7300ရတယ်ဗောနော်နှစ်နှစ်ချိန်ပေါင်းရှင်းဒီ4ပြီးရင်ဒီတင်းနဲ့ဒီတင်းနဲ့ပေါင်းတာကနှစ်ဖြစ်ပါတယ်6နှစ်ကြိမ်ပေါင်းရှင်းလဲ7ကိုကျွန်တော်နှစ်ပဲကြီးมาဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာ4နဲ့4ပေါင်းရှင်းပေါ့เนาะ7နဲ့2ပေါင်းရင် ဒီ300ရာဒီနေ့ရပေါင်းတော့ပေါင်းရှင်900ရာဖြစ်ပါတယ်9ကိုကျွန်တော်6နဲ့ပေါင်းတာဆိုရင်7ရာတယ်ပေါ့နော်1ကိုကျွန်တော်2နဲ့ပေါင်းတော့3ဆိုတဲ့အတွက်မာကရန်ထိပ်စီ93ရာနေတာဖြစ်ပါတယ်ပေါ့နော်ဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာတင်ရှားနေအရာအဲ့ဒီနေ့တိုင်းပဲပြည့်ခဲ့တဲ့ဘက်တော်များရှောက်ရှစ်ထဲကချစ်ထိပ်စီတော့ OK သွားတယ်ပေါ့နော်ဒီ20နဲ့တစ်ချိန်မှာတော့ကျွန်တော်9 3ထိပ်စီဆိုပြီးဖြစ်ပါတယ်ခင်ဗျာ ်တုံဖြစ်ဖြစ်တဲ့ဘောနော်โอเคဒါဆိုရင်ကျွန်တော်နောက်ထပ်နီးနံပါတ်2ဒီရှစ်တုံများနေရတာကိုလည်းဆဲပြီးတော့အသေးလာကြည့်အောင်လားခင်ဗျာโอเคကျွန်တော်နီးနံပါတ်2ကိုဒီအောက်မှာပဲဆဲပြီးတွက်လိုက်မယ်ဘောနော်3 9 9 6 9 6မှာဒီ9ကိုတစ်ကြိမ်ပေါက်မှာဖြစ်ပါတယ်ပြီးရင်ဒီတို့6 9 6က6ထိပ်စီမှာတစ်ကြိမ်ဖြစ်ပါတယ်ခင်ဗျာဒီ9 9မှာဒီ9ကိုတစ်ကြိမ်ဒီ9ကိုကြာတော့3ကြိမ်ပေါက်မှာဖြစ်ပါတယ် ပြီးရင်ကျွန်တော်ဒီ669မှာ800ရာတစ်ချိန်စီပေါင်းမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ရပြီပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ9အကတစ်ချိန်ဖြစ်ပါတယ်။6နှစ်ချိန်ပေါင်းတာဆိုရင်7နှစ်ဖြစ်ပါတယ်။9 3ချိန်ပေါင်းရှင်း15ကို9နှစ်ပေါင်းတော့24ပေါ့နော်။၄ပေးကြီးမှာဖြစ်ပါတယ်ခင်ဗျာ။ရှင်းနဲ့9ပေါင်းရှင်းကဆက်ခွန်ခွန်ပေးကြီးမှာပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီမှာ9ရာ200ခွန်ခွန်နဲ့ခွန်ပေါင်း7လေးနဲ့ပေါင်းတာ8ရာတဲ့အတွက်ကြောင့်မို့ ရလာတဲ့ရှစ်ကိုကျွန်တော်နောက်ထပ်နေ့နဲ့ထပ်ပေါင်းတာဆိုရင်30တုံညကိုနေ့ပေါင်းတာနေ့ဆိုတဲ့အတွက်ရှစ်တုံညနဲ့ထိပ်စီမှာရှစ်ထိပ်စီဖြစ်ပါတယ်ရှစ်ကိုရှစ်ပေါ့နော်ရှစ်ထိပ်စီရှစ်ကိုရှစ်ဖြစ်ပါတယ်ဒါကြောင့်မို့ရှစ်တုံညနေ့မှာဒီရှစ်တုံညနေ့မှာရှစ်ကိုရှစ်ဆိုပြီးဖြစ်ပါတယ်20နဲ့တစ်ချိန်အတွက်ဆက်ကြည့်အောင်ပေါ့နော်20တစ်ချိန်မှာကျွန်တော်ဒီ9ကိုတစ်ချိန်ပေါင်းထားတာဖြစ်ပါတယ်ခင်ဗျာ ဒီ9မှာတစ်ချိန်ဆိုတဲ့အတွက်ဒီတော့ဒီ lay မှာတစ်ချိန်ပေါ့နော်6မှာတစ်ချိန်ဆိုတဲ့အတွက်8ထိပ်စီမှာတစ်ချိန်ဖြစ်ပါတယ်ဒီ9မှာဆိုတဲ့အတွက်ဒီ lay မှာ9ကို3ချိန်ဆိုတဲ့အတွက်ဒီ9ကိုတော့3ချိန်ထပ်ပေါင်းမယ်ပေါ့နော်ပြီးရင်10နဲ့ဒီ10နဲ့မှာတစ်ချိန်ဆိုပြီးဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီ lay ရတစ်ချိန်ဖြစ်ပါတယ်ခင်ဗျာ8နဲ့ချိန်ပေါင်းရှင်းက16ပေါ့နော်နောက်ထပ် lay တစ်ချိန်ကိုက3ချိန်ဆိုတဲ့အတွက်20နဲ့ခွန်ကို3ချိန်20ခွန်ပေါ့နော်ဒီ3နဲ့3ပေါင်းရှင်းက နှစ်စပီးရတာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်6ရက်၄ရက်က10ဖြစ်ပါတယ်ခွန်ရက်2ရက်ပေါင်းတာဆိုရင်9ရက်တယ်ဗောနော်ဒီ၄နဲ့ဒီ9နဲ့ပေါင်းတော့73ရက်တာဖြစ်ပါတယ်3ကိုကျွန်တော်နှစ်နဲ့ပေါင်းတာဆိုရင်9 9ကိုနှစ်ပေါင်းတာဆိုရင်ခွန်39ခွန်မကနန်းထိပ်စီရနေတယ်ဗောနော်အဲဆိုရင်ကျွန်တော်39ခွန်စပီးဖြစ်ပါတယ်ခင်ဗျာ3 9 ခုံဒါဆိုရင်ကျွန်တော်ဒီမှာဆိုရင်ငါးသလုံးထိပ်စီးပုံသူဖြစ်ပါတယ်ငါးထိပ်စီးပုံသူပေါ့နော်ပြီးရင်တစ်ကမပါဘူးသုံးကပါတဲ့အတွက် ကျွန်တော်ငါးသုံးထိပ်စီးပုံသူဖြစ်ပါတယ်ဒီခုနှစ်ကမပါဘူးပေါ့နော်ဆိုတော့ကျွန်တော်ပုံသူထိပ်စီးပြီးခဲ့တဲ့တစ်ပတ်လိုမျိုးပဲထိပ်စီးနှလုံးရနေတာဖြစ်ပါတယ်ငါးသုံးထိပ်စီးမာဂနန်ရှင်ဖြစ်နေတယ်ပေါ့နော်โอเคဆက်ပြီးမပြရတော့ကျွန်တော်ဆောင်ကြရမှာဖြစ်ပါတယ်။ဒါကကျွန်တော်ထိပ်စီးတင်ပြပါဆိုတဲ့အတွက်ကြောင့်မို့ ကျွန်တော်ဒီထိတ်စီကိုတင်ပြလိုက်တာပေါ့နော်ကျွန်တော်နောက်ပိုင်းဗီဒီယိုမှာဒီအနောက်နှလုံးပေါင်းရှင်ပရိတ်တွေသုံးလုံးပေါင်းရှင်ပရိတ်တွေကိုလည်းထပ်ပြီးတော့တင်ပြသွားပါဦးမယ်ခင်ဗျာโอเคนะရှင်ဒီမှာ9 3ထိတ်စီပါเนาะကျွန်တော်ဒီအပြီးခွေမှာဆိုရင်လည်းကျွန်တော်ဒီမှာ3 3 3 5ဆိုပြီးရှိတယ်ပါเนาะဒီ9ကတော့အရင်ဆိုပြီးပြောထားတယ်ပါเนาะတော်တော်ထည့်ထားတင်တယ်ပါเนาะဆိုတော့အဲ့မှာ3ထိတ်စီရဲ့9ထိတ်စီရဲ့ဆိုပြီးရှိတယ်ခင်ဗျာ3ထိတ်စီတင်ပြီးတော့9ထိတ်စီအရင်ဖြစ်မယ်ပါเนาะ ။အဲဆိုရင်ကျွန်တော်ဒီမှာလေ၃၅ထိပ်စီရပါပြီးသားဖြစ်ပါတယ်ပေါ့နော်။ဒီခရီးတစ်ပတ်မှာ၈တုံများထိပ်စီပြီးကျွန်တော်အာ၅၈၉တုံများ၈၉တုံများနင်၅ပေါ့နော်။ရှိကုတုံများနင်ငါထဲကအဲ့မှာတုံညာရှိဆိုတဲ့အတွက်အဲ့မှာလေတုံညာရဲ့ရှိရထိစီပုံတူတယ်ပေါ့နော်ဒီတစ်ပတ်ကနန်းငါးလုံးပါလေတုံညာဒီနေ့35မှာဆိုရင်3နဲ့5နဲ့ထိစီရနေတာဖြစ်ပါတယ်โอเคဒါဆိုရင်ဆက်ပြီးမပြရတော့ကျွန်တော်စောင့်ကြည့်အောင်ပဲရှိတယ်ပေါ့နော်โอเค ယခုဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ကျေးဇူးရှင်မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ